မက္ဆီကိုကလပ်မော်ဒရယ်အသင်းမှကစားနေတဲ့စပိန်နောက်ခံလူဆာဂျီယိုရာမော့စ်ကလက်ရှိအသင်းနဲ့တက်တန်းတိုးလို့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရီယယ်အသင်းနဲ့စပိန်လက်ရွေးစင်အသင်းရဲ့ကံတွင်ကစားသမားတခုဖြစ်တဲ့ရာမော့စ်ဟာအသက်39နှစ်ရှိပြီဖြစ်ပြီးမော်ဒရယ်အသင်းနဲ့ဒဇမလာမှာစာချုပ်တက်တန်းကုံဆုံးမှာမှာရာမော့စ်ဟာ2025ဖေဖော်ဝါရီမှာမော်ဒရယ်အသင်းနဲ့တစ်နှစ်တက်တန်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးအသင်းကောင်းဆောင်အဖြစ်တာဝန်ယူထားရပါတယ်။ ကျွန်တော်အယံပျော်နေပါတယ်မက္ဆီကိုကကျွန်တော်ကိုထူးထူးခြားခြားကြိုဆိုခဲ့ပြီးဒီအသိမှစိတ်ဝင်စားစရာကောင်းတဲ့စီမံကိန်းလေးရှိနေပါတယ်ကျွန်တော်စာချုပ်ကဒဇမမှာကုံဆုံးပါပါဒါပေမဲ့ကျွန်တော်ဒီမှာဆက်နေခြင်းပါတယ်ဒီမှာကျွန်တော်အတွက်တက်တောင့်တက်တာရှိတယ်လို့ခံစားရပြီးအယံလေးပျော်ရွှင်ပါတယ်လို့ရာမော့စ်ကပြောကြားခဲ့ပါတယ်ရာမော့စ်က အခုတစ်ပတ်တနင်္ဂနွေနေ့မှာရှင်ပြိုင်မဲ့ Real Madrid နဲ့ Barcelona တို့ရဲ့ Atletico ပွဲမှာအသင်းဟောင်း Real ကိုအပြေးသွားမှာဖြစ်ကြောင်းနဲ့မိတ်ဆွေဖြစ်တဲ့ Barbie ကိုစိတ်ဓာတ်မြင့်တင်မှုပြုလုပ်ပေးသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။